တရိတ်ဆန်ကိုတရိတ်ပဌံတွေဖွင့်ပြရင် သူတို့ကြားရင် သူတို့ကုသိုလ်ရနိုင်လားဖေယကိုရောကုသိုလ်ရလားဖေယတဲ့တရိတ်ဆန်ကိုတရိတ်ပဌံတွေဖွင့်ပြရင်သူတို့ကြားရင်သူတို့ကုသိုလ်ရနိုင်လားဖေယကိုရောကုသိုလ်ရလားဖေယတဲ့ခုတကနေ့ကဝိမာနဝတ္ထုပါဠိတော်မဟာရထဝတ် မန္တုပ္ပဒေဝပုဒ္ဒဝိမာဏဝတ္ထုမှာမြတ်စွာဘုရားသည်ကကရာအမိရှိတဲ့ရေအိုင်ငားမှာတရားဟောနေစဉ်ရေကန်ထဲကဖားကလေးတစ်ကောင်ကကုန်းပေါ်တက်လာပြီးမြတ်စွာဘုရားရဲ့တရားအတန်ကိုနားထောင်နေပါတယ်အဲ့ဒီအချိန်မှာနွားကြောသားတစ်ယောက်ကဖားလေးရဲ့ကြောပေါ်ကိုဒုံးနဲ့ထောက်လိုက်တဲ့အတွက်ဖားလေးဟာတေဆုံးသွားပါတယ်သို့တော်လည်းပဲမြတ်စွာဘုရားဤတရားအတန်ကိုနားကြားခဲ့တဲ့အတွက်ကြောင့်မျက်ပြေမှာမန္တုပ္ပဒေဝပုဒ္ဒဆိုတဲ့အမည်နဲ့ငါးပါးသွားဖြစ်ပါတယ် ဲ့ဒီဇလန်လေးကိုအကြောင်းပြုပြီးတော့တချို့ကရှင်ကြီးရဲ့အိမ်မှာမွေးထားတဲ့တရိတ်ဆန်လေးတွေကိုတရားခွင်ဖွင့်ပြတာမျိုးဖုံးကြီးပြင့်ပြီးတရားနာခိုင်းတာမျိုးတွေလုပ်ကြပါတယ်လူတွေအတွက်ကကုသိုလ်ရနိုင်ပေမဲ့တရိတ်ဆန်တွေအတွက်ကတော့ကုသိုလ်ရနိုင်ချေနေပါတယ်ဘယ်လိုတရိတ်ဆန်မျိုးတွေကုသိုလ်ရနိုင်တယ်လဲဆိုရင်တော့လူဘဝကနေပြီးပြီးချက်ချင်းတရိတ်ဆန်တန်ဖြစ်တဲ့တရိတ်ဆန်မျိုးတွေဆိုရင်တော့လူရဲ့အသိဉာဏ်လေးတွေနည်းနည်းပါလာတဲ့အတွက်ကုသိုလ်ရနိုင်ပါတယ် င်ရဲကြီးကတက်လာတဲ့တိရစ္ဆာန်ဆိုရင်တော့ဘုဘွားနဲ့အလွန်ဝေးကွာနေတဲ့အတွက်ကြောင့်ကုသိုလ်ရဲ့အကျိုးကိုမရနိုင်ပါဘူးเนาะနားလဲပါစေအရှင်ဖေရလူတယောက်မှတေကံကုံမှတေတာလားဖေရတေကံမကုံပဲတေတာရှိလားအရှင်ဖေရတဲ့တေခြင်းတရားက၄မျိုးရှိပါတယ်တေခြင်းတရား၄မျိုးကဘာတွေလဲဆိုရင်၁အာယုခယမရဏတတန်းကုံလို့တေခြင်းတတန်းကုံလို့တေခြင်းဆိုတာက အသက်80 90အရွယ်ရောက်မှတည်ဆုံးခြင်းကိုပြောတာပါနှစ်ကံမခယမရဏကံကုံလို့တည်ခြင်းကံကုံလို့တည်ခြင်းဆိုတာကတတန်းအဖြစ်80 90အရွယ်မရှိသေးတော့လေပဲလူဆက်ပြီးဖြစ်လောက်တဲ့ကံတရားကုံဆုံးသွားတဲ့အတွက်ငယ်ငယ်ရွယ်ရွယ်နဲ့တည်ဆုံးသွားခြင်းကိုပြောတာပါသုံးဥပယခယမရဏတတန်းကံဆွာနှစ်ပါးဆုံး၍တည်ခြင်းတတန်းကံဆွာနှစ်ပါးဆုံး၍တည်ခြင်းဆိုတာက တက်တန်းအချင်းကလည်း80 90အရွယ်ရောက်ပြီအဲ့ဒီအချိန်မှာလူဆက်ပြီးဖြစ်လောက်တဲ့ကံတရားကလည်းကုံဆုံးပြီအဲ့ဒီလိုအကြောင်းတရားနှစ်ပါးတိုက်ဆိုင်ပြီးတည်ဆုံးခြင်းကိုပြောတာပါမေဥပိ္ပစေတကမရဏအခြားသောအကြောင်းအရာတစ်ခုကတက်ဖြဲ၍တည်ဆုံးခြင်းအခြားသောအကြောင်းအရာတစ်ခုကတက်ဖြဲ၍တည်ဆုံးခြင်းဆိုတာကကားတိုက်တာတို့မိုးချိုးပြစ်တာတို့ငွေကြိုက်တာတို့သူတော်ဘာအစိတ်ခတ်သက်ခြင်းခံရတာတို့ဓာတ်ခုတ်ခံရတာတို့စသည့်စသည့်ဖြင့် ဓမ္မတာအတိုင်းတည်ဆုံးခြင်းမဟုတ်ဘဲနဲ့အခြားသောအကြောင်းအရာတစ်ခုခုဖြင့်တည်ဆုံးခြင်းကိုပြောတာပါတရှိတတ္တဝါတိုင်းဟာအဲ့ဒီတည်ခြင်းတရား၄မျိုး၃မျိုးမျိုးနဲ့တည်ဆုံးရတတ်ပါတယ်သဘောပေါက်မယ်လို့ထင်ပါတယ်အရှင်ဖရာကိုပြောက်စီတဲ့ဂါထာလေးများရှိရင်ပြန်ပြပါအရှင်ဖရာတဲ့ကောင်းပါပြီနော်ဘဝေဝဟံဘယံဒိတ်တဝါဘဝစဝိဘဝေတိနံ ဘဝနာဘိယဒိန်ကိန်စီနန္ဒိန်စနာဥပါတိယေတဲ့အဲ့ဒါဟာကိုပြောက်စီတဲ့ဂါထာပါဠိပဲဖြစ်ပါတယ်အနက်အဋ္ဌေကတော့အဟံငါဖရာသည် ဘဝေဖြစ်လျင် ပြည့်မြဲမလွဲတန်ထွာတန်တရာမှောင်အတွင်ထောင်ဝဲခြင်း၌ဘယံပူနာတိယိဒုက္ခဘေးမှစ၍ရံဆွဲအန္တရေဟုဘေးအဆုကိုဒိဋ္ဌဝါဧဝကောင်းစွာပိုင်နေ ဣမြင်တော်မူခြင်းကြောင့်သာလျှင်ဘဝစကာမရူပအရူပဟုလောကသုံးပုံအလုံးစုံကို၎င်းတန်တဝေတိနံဘဝကင်းရာရှားကြံပါလေသုံးဖြာဘဝအခြေလေရသည့်ညာလာတောင်းတောင်းတတဝါအကြောင်းရင်းကို၎င်းဒိဋ္တဝါတိမြင်တော်မူသည်ဖြစ်၍ကိဉ္စီဘဝလူဘုံနတ်ဘုံယမဘုံဟု သုံးဘုံဌာနတစုံတစ်ခုသောဘဝကို နာဘိဝဒေစုံစုံမတ်မတ်နှစ်သက်ခင်မင်းလူချင်းတောင်းတတော်မမူပြီနန္ဒိသလူဘုံနတ်ဘုံဗြမဘုံဝဲစုံစုံမတ်မတ်နှစ်သက်တွေ့တာဘဝတနာကိုလေနာဥပါတိယဆွဲလန်းလူကင်းအမြင့်ရင်းကအပြင်းပြက်စီဖြတ်တောက်တော်မူခဲ့ပါပေတည်းတဲ့ထိုကာရာလေးဟာမူလပါဏာပပါဠိတော်ဗြမဏိမန္တနာတုံးမှာ မြတ်စွာဘုရားကကိုဖြောက်၍ဘဂဗျမကြီးကိုဟောကြားတဲ့ဂါထာလေးပဲဖြစ်ပါတယ်ဂါထာတစ်ပုဒ်ကိုရွတ်တဲ့အခါမှာ၁ဘုရားဟောပါဠိတော်ဖြေရပါမယ်၂ပြီးပြင်းပြတ်သားစွာရွတ်ဖတ်ရပါမယ်၃အနတ်အဓိပ္ပာယ်ကိုလည်းသိရပါမယ်၄ရွတ်ဖတ်တဲ့သူကတိလစင်ကြယ်တဲ့သူဖြေရပါမယ်အဲ့ဒီအင်္ဂါရက်တွေနဲ့ညီညွတ်မှသာဂါထာရွတ်ခြင်းဟာအစွမ်းထက်ပါတယ်ဒါကြောင့် ဂါထာရွတ်ဖတ်တာကိုမြင်လို့တဲ့သူများအနေဖြင့်ဤင်္ဂါ၄ချက်နဲ့ညီစွာရွတ်ဖတ်ပါလို့ပြောကြင်ပါတယ်တကယ်ပြောက်တာလားဖရာတဲ့ဒီမှန်လေးကကိုပြောက်ဂါထာနဲ့ပတ်သက်ပြီးဥစဉ်ဖြေထားတဲ့ပို့ထဲမှာလာမှန်ထားတာပါအဲ့ဒီပို့ထဲမှာလည်းပဲလူတယောက်နှစ်ယောက်ကအရှင်ဖရာရွတ်လိုက်တာကိုပြောက်သွားပြီးဘာညာစသည်ဖြင့်ဥစဉ်ကိုလာပြီးလောင်ပြောင်နေတာတွေ့ရပါတယ် ူးစင်းတို့မြန်မာနိုင်ငံမှာရှိတဲ့လူအချို့ဟာပိန်ဖျင်းပေါ်ပြတ်တဲ့ဇကားမျိုးတွေကိုကြတော့ပြောတတ်ကြပြီးမိမိရောသူတစ်ပါးပါကောင်းကျိုးဖြစ်စေမိဇကားမျိုးဆိုရင်တော့ပြောတတ်တဲ့သူအလွန်နဲပါတယ်မိမိရောသူတစ်ပါးပါကောင်းကျိုးဖြစ်စေမိဇကားမျိုးမဟုတ်ဘူးဆိုရင် ပြောကိုမပြောသင့်ပါဘူးเนาะအဲ့ဒီပို့ကိုတည်တည်ချာချာပြန်ကြည့်လိုက်ပါအဲ့ဒီပို့ထဲမှာ ဤကားထာသည်မူလပါဏာတပါဠိတော်ဗြမဏိမန္တနာတုံ၌ဗကဗြမကြီးကိုဖျားရှင်ကကိုဖြောက်ပြီးဟောကြားသောဂါထာဖြစ်ပါတယ်။ဤဂါထာကိုပဲကိုပြောက်ဂါထာဟုခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်လို့ဖြေထားတာပါ။နော်။ပြီးတော့ဦးစင်းကဂါထာရွတ်နေတာမဟုတ်ပါဘူး။မိခွန်းရဲ့အဖြေကို စာဖတ်ပြီးဖြေပေးနေတာပါ။ဂါထာရွတ်တာနဲ့စာဖတ်တာလောက်ကိုတော့ क्वे ပြာချမ်းသာစွာသိအောင်လုပ်ကြပါဦး။ တကယ်ပြောက်တာလားဖယားဆိုတော့ခါထာရွတ်တာနဲ့ပတ်သက်ပြီးရှိသင့်ရှိထိုက်တဲ့အင်္ဂါရက်တွေကိုချပြပေးခဲ့ပါပြီ။သို့တော်လည်းပဲအချိန်မလောက်ငှားတဲ့အတွက်ပြည့်စုံစွာချပြပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ဒီမှာထပ်ပြီးတော့ချပြပေးလိုက်ပါမယ်။ခါထာရွတ်တဲ့အခါမှာဘယ်ခါထာကိုပဲရွတ်ရွတ်တမိမိရွတ်တဲ့ခါထာသည်ဖယားဟောပါဠိတော်ဖြစ်ရပါမယ်။နှစ်ပါဠိတော်ကိုပြည်ပြင်းပြတ်သားစွာရွတ်ဖတ်တတ်ရပါမယ်။၃ ါဠိတော်ဤအနတ်အဓိပ္ပာယ်ကိုလည်းသိရပါမယ်။လေရွတ်ဖတ်သူကသီလရှိသူတော့မဟုတ်သီလစင်ကြယ်တဲ့သူဖြစ်ရပါမယ်။ငါအရေးကြုံမှထရွတ်တာမျိုးမဟုတ်ပဲနေ့စဉ်ပြက်ကွက်တဲ့ရမျိုးမရှိပဲပုံမှန်ရွတ်ဖတ်ရပါမယ်။ဤအင်္ဂါငါးချက်နဲ့ညီမယ်ဆိုရင်ဘဲကာထာပဲဖြစ်ဖြစ်ရွတ်ဖတ်ပါကအစွမ်းထက်ပါတယ်။ဒါကြောင့်ကိုပြောက်လားမပြောက်လားသိကျင်တယ်ဆိုရင်ဤအင်္ဂါငါးချက်နဲ့အညီရွတ်ဖတ်ကြည့်ပါ။ ဦးစင်းကတော့အစွမ်းတကူတွေရဖို့အတွက်ကိုပြောက်ကာထာရွတ်ဖတ်တဲ့သူမဟုတ်တာကြောင့်ပြောက်တယ်မပြောက်ဘူးဆိုတာကိုတော့အတိအကျမပြောနိုင်ပါဘူးเนาะအရှင်ဖေရတာဝတိန်သာနတ်ပြည်ရောက်ဖို့ဘယ်လိုကုသိုလ်မျိုးပြုလုပ်ရမှာလဲဖေရသောတာပန်ဖြစ်မှတာဝတိန်သာနတ်ပြည်ကိုရောက်တာလားဖေရသိကျင်လို့ပါဖြီးပေးပါလားဖေရတဲ့သောတာပန်ဖြစ်မှနတ်ပြည်ရောက်တာမဟုတ်ပါဘူးเนาะဥထုဇဉ်ဘဝနဲ့လေနတ်ပြည်ကိုရောက်နိုင်ပါတယ် က်ပြေရောက်ဖို့သို့မဟုတ်တာဝတိန်သာနက်ပြေရောက်ဖို့၁တစ္ဆံပဏီမှန်သောစကားကို ပြောဆိုရပါမယ်၂ငါကုတ်စီအမျက်ဒေါသထွက်ခြင်းမရှိရပါဘူးသို့မဟုတ် အမျက်ဒေါသထွက်ခြင်းလဲပါရပါမယ်၃အပ္ပံပိဒိသတက်နိုင်သမျှပေးကမ်းလှူဒန်းရပါမယ်အဲ့ဒီ၃ချက်နဲ့ညီမယ်ဆိုရင်တာဝတိန်သာနက်ပြေကိုရောက်နိုင်ပါတယ်အရှင်ဖေယလူတွေသေးသွားရင် ိမ်မှာရှိနေနိုင်သေးလားဖေဟာတဲ့မရှိပါဘူးနော်တချို့လူတွေကလူတစ်ယောက်တည်သွားပြီဆိုရင်အိမ်မှာခုနှစ်ရက်နေပြီးမှတခြားဘဝကိုကူးပြောင်းတယ်လို့ယူဆတတ်ကြပါတယ်အဲ့ဒီအယူအဆဟာအန္တရာဘဝအယူဖြစ်တဲ့အတွက်မိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီလိုအယူမျိုးကိုဗုဒ္ဓဘာသာဝင်များအနေဖြင့်လက်မခံသင့်ပါဘူးဂတိ၅မျိုးရှိပါတယ်ဂတိ၅မျိုးကဘာတွေလဲဆိုရင် 1. ဒေဝကတိနတ်ပြည် 2. မနုဿကတိလူပြည် 3. တိရိစ္ဆာနကတိတရိစ္ဆန်ပြည် 4. ပေတာကတိပိတ္တာပြည် 5. မိရယကတိငရဲပြည်တို့ဖြစ်ပါれ။ဥထုဇဉ်တယောက်သေးပြီဆိုရင်အဆိုပါကတိ9မျိုး တမျိုးမျိုးကိုလာရောက်ရမှာဖြစ်ပါれ။ကုသိုလ်ကံကထောက်ပံ့ပေးမယ်ဆိုရင်ဒေဝကတိနဲ့မနုဿကတိတစ်ခုခုကိုလာရောက်ရမှာဖြစ်ပြီး အကုသိုလ်ကံကအထောက်ပံ့ပေးတယ်ဆိုရင်တော့တိရိစာနာဂတိပေတာဂတိနိရယဂတိအရိဂတိ၃မျိုးတစ်မျိုးမျိုးကို လာရောက်ရမှာ ဖြစ်ပါတယ်အိမ်မှာ9ရက်နေတယ်ဆိုတာမဟုတ်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်